အားလုံးမင်္ဂလာဗျာဒီနေ့ကတော့ကျွန်တော်တို့အာနောင်စီပေါ၅ချက်ညီကိုမျှဝေတော့မှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးဒီ၅နှကောင်ကိုကျွန်တော်ရေးဆေးပြီးတော့ဓာတ်ရင်းနဲ့မွှန်းထားတယ်โอเคအဲ့၅နှကောင်ကိုကျွန်တော်စီပူပူထဲမှာထည့်ပြီးတော့ကြော်လိုက်မှာပေါ့ညာโอเคငါးထဲမှာငါးအဲငါးတွေကိုတည်းငါးတွေကိုစီထည့်အောင်ပေါ့နော်စီထဲကိုငါးထည့်လိုက်အောင်နော်ထည့်ထည့်ပြီးတော့တို့တို့ဒါနည်းနည်းကြွအောင်ကြော်လိုက်တော့ပေါ့နော်အချက်တော့အောင်ပေါ့နော် ကျော်ပြီးသွားတယ်ကျော်ပြီးအကောင်တစ်ကောင်ကိုကျော်ထားတဲ့အချိန်မှာကျွန်တော်ချက်တွန်နေလီးမယ်ပေါ့နော်ချက်တွန်နေလီးကဲချက်တုန်နေကိုတော်တော်တောက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 ်ဆင်းနေပေါ့နော် ကျွန်တော်ချက်တုန်နေလေးရတာကြာလာလို့ခြေရတာမကြဘူးပေါ့နော်တောက်ဆင်းနေပြီးလို့ရှိရင်ကျွန်တော်ဒါခဏနေကြာရင်အနစ်ချက်ဖို့အတွက်ပေါ့နော်ကျွန်တော်အဆက်ကြိုက်တဲ့အတွက်ကြောင့်မယုတ်တီနဲ့တောက်တုံတောက်လောက်ထည့်လိုက်ရပေါ့နော်မယုတ်တီကိုလည်းတောက်တုံတောက်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ချက်တုန်ဖြူလည်းထည့်မယ်ပေါ့နော် ချက်တွန်ပြထည့်ဝင်ထည့်ပြီးလို့ရှိရင်တော့ကျွန်တော်ခုနကကြော်ထားတဲ့ဟောင်းဆယ်ပြီးစစ်စစ်ထားလို့ရရပါတော့အဲအိုးတွေကိုစီနေနေထည့်မှခုနကလီးထားတဲ့အာချက်တွန်ကြီးကိုချက်တွန်ဖြူဖို့ပေါ့နော်အဲ့ဒီကောင်တွေကိုထည့်ပြီးတော့အာဘယ်လိုပြောမလဲစီတက်မှာပေါ့ဗျာနော်အဲ့ဒီကောင်တွေစီတက်ရမှာသူတို့နည်းနည်းအနိုင်လေးထွက်လာအောင်ပေါ့နော်မွေတော့မွေလိုက်ပေါ့နော်မွေပြီးရောပြီဆိုလို့ရှိရင်ကျွန်တော် တို့ကာလီအနစ်ကလေးထည့်ပြန်ပါတော့ကာလီအနစ်မထည့်ချင်တဲ့ဒီဟိုဟာမယုတ်တီးနစ်ပါတော့အဲ့ကောင်လေးတစုံလောက်ထည့်ပေးလိုက်ရရပါတော့တစုံလောက်ထည့်ပေးလိုက်ပါထည့်ပေးလိုက်ပြီဆိုလို့ရှင်တော့အာတို့နည်းနည်းမွေပြီးထပ်မှမွေပြီးအောင်ပါတော့ဒီကောင်တော့ဟိုချီလီချီလီဘိုးလို့ခေါ်တာပါတော့တကယ်တော့ငရုတ်တီးပါတော့ငရုတ်တီးအနစ်ပါပဲအဲ့ကောင်လေးနည်းနည်းထည့်မှမွေပြီးလိုက်ပါတော့မွေပြီးလိုက်ပြီဆိုလို့ရှင်တော့အာရပြီပါတော့ကျွန်တော်ရေနည်းနည်းထည့်မယ် ရင်နဲ့ထည့်ထည့်ပြီးလာလို့ရှိရင်ဒီတက်မပါထည့်အောင်လို့ဆိုစားတစုံထည့်အပြင်နဲ့အချုံမုံထည့်ပေါ့နော်အဲတကြားကြိုင်ထည့်မကြိုင်လည်းမထည့်နဲ့ဘူးဗျာအဲကျွန်တော်တိုင်ပြာဒီနည်းနည်းထည့်လိုက်ပေါ့နော်ဟိုချင်းချင်းဆက်ဆက်လေးစားချင်လို့ဗျာမိဆိုတိုင်ပြာဒီမထည့်ချင်လည်းမထည့်နဲ့ပေါ့နော်ဒီကောင်ချင်သွားရင်လည်းတားချင်လည်းစားမကောင်းဘူးဒီမှာပြည့်ထည့်လိုက်တဲ့အရွယ်ကတော့ဘာမှမဟုတ်ဘူးအဲ့ဒါပင်စိမ်းရွယ်ပေါ့နော် အပြီးရောလို့ရှင်တော့ခုနကကြော်ထားတဲ့ငားရဲ့အပေါ်ကိုလောင်းချလိုက်ပြီဆိုလို့ရှင်တော့အာရတော့ပြီပေါ့နော်ဒါကတော့အာနောင်စီဘောဒါရဲ့ငားချက်ကြီးပေါ့ဗျာနော်အာမိတ်ဆိုလို့လည်းချက်စားကြည့်ပေါ့နော်တံမြတီးရဲ့ကတော့မကြက်ရင်မထဲနေပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါဗျာနောက်ဗီဒီယိုညီမနောက်ထဲနောက်တဲ့အာဟင်းချက်ကြီးအတစ်တင်နဲ့ထပ်ပြီးတော့ส่งကြတော့ဗျာ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြအောင်ကျေးဇူးတင်ပါဗျာ